ဗာတီကန်ရဲ့လူသိမခံနိုင်တဲ့လှုပ်ဝှက်ချက်များဗာတီကန်စီးတီးဆိုတာရောမမြို့လယ်49အေကားလောက်ပဲကျဲတဲ့ကမ္ဘာပေါ်မှာအသေးဆုံးအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ပြောရရင်အီတလီနိုင်ငံထဲမှာတည်ရှိနေတဲ့နောက်ထပ်နိုင်ငံလေးတစ်ခုပါပဲ။နှစ်စဉ်လူသားပေါင်းများစွာကဗာတီကန်စီးတီးကိုအလဲလာကြပြီးရီနီဆွန်ခစ်ကဗီဒူကလည်းရတဲ့အပြင်ထဲဝါတဲ့ဖျားရှိခိုးကြောင်းနဲ့လေခုံးခေါမိုးကြီးတွေကိုလေ့လာကြပါတယ်။လူတွေကမြေပေါ်မှာမြင်ရတဲ့ခန္ဓာမှုတွေကိုပဲခန်းစားခွင့်ရကြတာပါ။တကယ်တော့ဒီနိုင်ငံရဲ့အောက်ခြေမှာပိုပြီးစိတ်ဝင်စားကြောက်တဲ့လူဝက်ချက်တွေရှိနေပါသေးတယ်။ ဗာတီကန်စီးရီးယားအောက်ခြေမှာခန်းထားတဲ့မြေအောက်လှိုင်ကောင်းတွေရှိနေတာပါသူတို့စကားနဲ့ဆိုရင် Grow Tour လို့ခေါ်ကြပါတယ်ဥပမာအားဖြင့်စိန့်ပေတာဘုရားရှိခိုးကျောင်းရဲ့အောက်ခြေမှာဆိုရင်ဘုရားဝိပ္ပယကန်းနေပေါ်ဟမ်းမင်းကြီးတွေကိုမြုပ်နှံထားတဲ့အခန်းတွေလည်းရှိနေပါတယ်အပေါ်ဘက်မှာသွာလာနေတဲ့ခီးတဲတွေကဒါတွေကိုသိကြမှာမဟုတ်ပါဘူးမြေအောက်လှိုင်ကောင်းတွေဆိုတော့ဖော်အလေးလေးတက်ပင်းကုန်မြေတွေနဲ့မောင်မောင်မဲမဲမဟုတ်ကြပါဘူးပေါ်ဟမ်းမင်းကြီး60ကျော်ကိုမြုပ်နှံထားတဲ့မြေအောက်တုတ်တံတစ်ခုဖြစ်တဲ့အတွက်ခန်းခန်းနာနာရှိလာပါတယ်ပေါ်ဟမ်းမင်းအစ်တဲတိုင်းစိန့်ပေတာကိုတော့အပါဝင် ပေါ်ဟမ်းမင်းအဆက်ဆက်နဲ့အတူရှိနေတဲ့သဘောပါပဲ ကြောင်ရင်လိုခဲ့တဲ့နှစ်ပေါင်း2000လောက်ခရဲကအုပ်စိုးခဲ့တဲ့ဗိုလ်ဟန်မင်းကြီးတွေနဲ့အတူဝေပြူရသလိုယူဆနိုင်ပါတယ်။ဒီအချက်ကလည်းဗာတီကန်စီးတီးကိုထူးခြားလေးနဲ့ဆင်တဲ့အချက်ပါပဲ။နောက်ပြီးလှုပ်ဝက်စမ်းကျင်မှုတွေကိုကိုစားပြုတဲ့တင်ဂေတာတစ်ခုဖြစ်ပါတယ်။ဒမန်တော်များဆက်ခံခြင်းပါဝါကိုလည်းပိုကောင်းစေတာပါ။နောက်ပြီးလက်ရှိဗိုလ်ဟန်မင်းကြီးကစိန့်ပီတာကိုရောစီမအခွင့်အာဏာကိုဓာတ်ရရရှိထားတယ်ဆိုတဲ့သဘောနဲ့တက်ရောက်နေတာဖြစ်ပါတယ်။ဗာတီကန်စီးတီးအောက်မှာရှိတဲ့မြေအောက်လှိုင်ကောင်တနည်းအားဖြင့်ဂရိုတိုရီကအနုပညာဗီတုကလက်ရောင်ရှင်းအောင်အမွေနဲ့ဆိုတဲ့သဘောထက်လည်းပုံနေကြတာပါ။ တကယ်တော့ဒီ Grotory ရဲ့တမိုင်းကလည်းနှုတ်ဝတ်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်။ Renaissance ခေတ်ဖျားရှိခိုးကြောင်းမဆောက်ခင်ဒီနေရာမှာ Constantine ဖျားရှိခိုးကြောင်းဆိုတာရှိခဲ့မှုပါတယ်။ Roma era ကလေး Constantine က AD 324ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ဒီနေရာမှာ Saint Peter ကိုမြောက်နှံထားတယ်လို့ယုံကြည်ခဲ့ကြတာလည်းဖြစ်ပါတယ်။တကယ်တော့အဲ့ဒီနေရာနားမှာအရန်ကြီးမားတဲ့မြေအောင်တင်းချိုင်းကြီးတစ်ခုရှိနေကြတာပါဒီတင်းချိုင်းတွေမှာဆိုရင်မိသားစုလိုက်မြုပ်နှံထားတဲ့အုပ်စုတွေကိုအတန်းလိုက်တွေးခဲ့ရပါတယ်အေဂရစ်ကွန်စတန်တင်ရဲ့အင်ဂျင်နီယာတွေကဒီတင်းချိုင်းကိုလည်းမထိခိုက်အောင် သူတို့ရဲ့ရွယ်ချက်ကိုလည်းအကောင့်ထဲပေါ်အောင်တင်းချစီမံနိုင်ခဲ့ပါတယ်။သူတို့ကမြေအောက်တင်းချိုင်းပေါ်မှာမြေကြီးအလွာတစ်ခုဖန်တီးခဲ့တာပါ။ပြီးတော့ခန်းထားတဲ့အဆောက်အုံတွေဖျားအကြောင်းကြီးတွေဖြစ်လာခဲ့တာပါ။ကြီးမားတဲ့ဒီတိုင်လုံးကြီးတွေဆိုရင်လည်းကွန်စတန်တင်ဖျားရှိခိုးကျောင်းရဲ့မူလတိုင်လုံးကြီးတွေပါပဲ။16ရာစုနဲ့18ရာစုလောက်မှာစိန့်ပီတာဖျားရှိခိုးကျောင်းကိုတည်ဆောက်ခဲ့ပေမဲ့ကွန်စတန်တင်ဖျားရှိခိုးကျောင်းကိုဖျော်ဖျက်ခဲ့တာမဟုတ်ပါဘူး။ဒီအခြေခံစာအုပ်ကမှပြန်မုံမှန်ခဲ့တာဖြစ်ပါရင်ပြောရင်၄ရာစုလောက်ကဘေးသူကလက်ရာကို16ရာစုလက်ရာတွေနဲ့ပေါင်းစပ်လိုက်တယ်လို့ပါပဲ။ ။နောက်ပြီးခီးသွားတဲ့လမ်းလျှောက်နေတဲ့မြေပြင်ကလည်းဒေယာစုရဲ့လက်ရာပဲဖြစ်ပါရင်ဒါတွေကလူတွေမြင်နိုင်တွေ့နိုင်တဲ့ကိစ္စတွေပဲရှိနေသေးတာပါ။တကယ်တော့ Vatican City ကလူသိမခံခြင်းနဲ့လှုပ်ရှားချက်တွေလည်းရှိနေခဲ့ပါရင်တချို့လှုပ်ရှားချက်တွေကကြားလိုက်ရရင်တမျိုးတစ်ပုံတော့ဖြစ်သွားနိုင်ပါရင်ပြောရရင် Vatican City ရဲ့အမောင်ချမ်းလို့ဆိုနိုင်တဲ့လှုပ်ရှားချက်တွေပါပဲ။ပေါ်ရန်မင်းကြီးလို့ပြောလိုက်ရင်ချင်နာတန်ခင်းစရာကောင်းတဲ့အဖိုးရွယ်ပုံစံကိုပြင်မြင်မိကြမှာပါ။ဒါပေမဲ့ပေါ်ရန်မင်းကြီးစီတိုင်းကဒီလိုမဟုတ်ကြပါဘူး။အထူးသဖြင့် AD 956ကနေ 1890လောက်ထိစိုးဆန်ခဲ့တဲ့ပွင့်ရမ်းမင်းကြီးတွေကခက်ထန်တဲ့သဘောမျိုးကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့ကအီတလီလယ်ပိုင်းမှာ Paper State လို့ခေါ်တဲ့နိုင်ငံကိုထူထောင်ပြီးခရီးယန်တန်ဖိုးနဲ့ဖီလာဆန့်ကျင်တဲ့လုပ်ရည်တွေကိုလုပ်ခဲ့ကြတာပါ။ Paper State ရှိနေတဲ့တုန်းကစစ်ပွဲတွေမှာလည်းဝင်ပါခဲ့ကြပါတယ်။နောက်ပြီးပွင့်ရမ်းမင်းကြီးတွေဝင်ဝင်လို့ဖိရတဲ့ပဏိပခါတွေလည်းအများကြီးပါပဲ။ဒီစစ်ပွဲတွေနဲ့အတူစစ်ရာဇဝဲမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေလည်းမနေမနောရှိခဲ့ပါတယ်။အဲဒါကြောင့်အဲ့ဒီခေတ်တုန်းကပွင့်ရမ်းမင်းကြီးတွေဆိုရင်ရန်သူပွားသလိုလူတွေလည်းချိန်ကြတာပါ။ အားကြောင့်ဘွန်ရမင်းကြီးကိုမင်းမြတဲ့ပုဂ္ဂိုလ်လို့မတမ်းမတ်ကြော်ပဲအာယုံနောက်ဆရာလို့တွေးတဲ့ဧကရိတွေလည်းရှိလာခဲ့ပါတယ်။1989ခုနှစ်မှာတော့ဧကရိချားကိုတစ္ဆာခန်းတဲ့စစ်သားတွေကရောမကိုစီးနင်းပြီးဘွန်ရမင်းကလမ်းမတ်7ဘန်းကိုဖမ်းမိခဲ့ပါတယ်။ဘွန်ရမင်းကြီးကပြန်လွတ်ခွင့်ရဖို့အတွက်စစ်သားတွေကိုမွေးမွေးပြီးညှိနှိုင်းခဲ့ရတာပါ။အဲဒီခေတ်ကသုံးခဲ့တဲ့ Venice Duke 4သိန်းနဲ့ပြန်လွတ်လာခဲ့ပါတယ်။ဒီနေ့ခေတ်မွေးတန်ဖို့နဲ့ဆိုရင်တော့ American Dollar 56ဒေါ်လာတန်ကြီးရှိမှာပါ။ဒီလိုကိစ္စမျိုးကတခါတည်းဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ ရန်သူတွေများလာတဲ့ပုံရိပ်မင်းကြီးတွေကလည်းလုံခြုံရေးအတွက်အရေးပေါ်မေးအောက်ဖေးလန်းနေလဲတိစောက်ခဲ့ကြတာပါ။အဲ့ဒီကမှဗာတီကန်ကိုစိတ်အင်ဂျယ်လိုရဲတိုက်နဲ့ဆက်ထားတဲ့ဇင်းကြံလန်းကတော့နာမည်ကြီးပါရင်အီတလီစကားနဲ့ဆိုရင်ပေချိုဒီဖော်ကိုလို့အတန်ထွက်ရမှာပါ။ဒီဇင်းကြံလန်းမှာခန်းတဲ့တွေလည်းပါပါရင်ဒီဇင်းကြံလန်းကနေအသက်လူပြေးခဲ့ရတဲ့ပုံရိပ်မင်းကြီးတွေလည်းရှိခဲ့သေးတာပါပဲ။ဒီလန်းချောင်းကိုပထမဆုံးအသုံးပြုခဲ့ရတဲ့ပုံရိပ်မင်းကြီးကတော့အလန်ဆန်းနာ6ပါပဲ။1494ခုနှစ်လောက်တုန်းကပြင်သစ်တွေရောမကိုကျူးကျော်လာခြင်းမှာဒီလန်းကနေပဲထွက်ပြေးခဲ့ရပါတယ်။ ဒုတိယအနေနဲ့ကတော့တောင်ကွာ၃ခုနှစ်လောက်မှဖြစ်ခဲ့တာပါအဲဒါကတော့ထွက်ပြေးမှုမဟုတ်ပါဘူးစီစာဘိုဂျီယာကသူ့ရဲ့တရားမဝင်ကလေးနှစ်ယောက်မိခင်တို့နဲ့အတူဗာတီကန်ကိုတင်ပိုက်ဖို့ဒီလမ်းကနေဝင်လာခဲ့တာပါအဲဒါကပိုယန်မင်းကြီးအလန်ဆန်နာ6ကွယ်လွန်ခဲ့လို့အချိန်တွေကရှုပ်ထွေးနေခြင်းလည်းဖြစ်ပါတယ်တတိယအချိန်ကတော့အင်္ဂလိပ်ချားရဲ့အဖွဲ့ကရောမကိုဝင်စီးတုံးကပါပိုယန်မင်းကြီးကလမ်မက်ခုနှစ်ကိုဒီဇင်းညာလမ်းကနေပဲထွက်ပြေးဖို့ကြိုးစားခဲ့တာပါစစ်အစောက်တွေကဗဟန်မင်းကြီးထွက်ပြေးနိုင်အောင်ခံတိုက်ခဲ့ပေးပေမဲ့ရောမစစ်သားတွေကိုတောက်မခံနိုင်ခဲ့ပါဘူးဒီလိုနဲ့ကလမ်မတ်ခုနှစ်လည်းအဖမ်းခံခဲ့ရတာပါ ပြောရရင်ဗာတီကန်မှာလည်းသွေးထွက်တန်ရုံတမိုင်းတွေပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီတမိုင်းတွေကိုလွှတ်ဝဲထားဖို့ KSS ကစ조사နေခဲ့တာပါ။ဗာတီကန်ရဲ့မြေအောက်မှာမော်ဂွန်တိုက်တွေလည်းရှိပါတယ်။ဒီမော်ဂွန်တိုက်တွေဆိုရင်လည်းလူတွေလေးလာခွင့်ရတာမဟုတ်ပါဘူး။အဲဒါကြောင့်မော်ဂွန်တိုက်ထဲမှာအငင်းပွားဝင်ရာတမိုင်းတွေရှိတယ်ဆိုတဲ့ကောလာဟာလာတွေပေါ်လာခဲ့ရတာပါ။မော်ဂွန်တိုက်ထဲမှာဆိုရင်85ကီလိုမီတာလောက်ရှိတဲ့စာအုပ်စင်ကြီးတွေရှိပါတယ်။နောက်ပြီးရှေးအောက်မှတ်တမ်းတွေစာအုပ်တွေကိုလည်းထိန်းသိမ်းထားခဲ့တာပါ။ပေါ်ရမင်းကြီးနဲ့ဘရင်အေကရစ်တို့ဆက်သွယ်ထားရတဲ့စာတွေမိုင်ကယ်အင်ဂျယ်လိုကပွင့်ရမင်းကြီးစီပေးပို့တဲ့စာတွေ ဂယ်လီလီယိုကိုအယူမှားတဲ့လူဆိုပြီးစစ်ဆေးခဲ့တဲ့မှတ်တမ်းတွေကိုလည်းဒီမော်ဂွန်းထိုက်ထဲမှာရှိတယ်လို့ဆိုရပါတယ်။ပြောရရင်တမိုင်းတင်ခဲ့တဲ့ကြားသက်တွေကံချက်တွေအမိတ်ပြန်တဲ့နေလည်းတင်ထားခဲ့တာပါ။ဒီထဲကအကျော်ကြားဆုံးအချက်ကတော့အင်္ဂလန်ဘုရင်ဟင်နရီရှေ့ရဲ့လက်ထက်ထေးမြောက်မှုကိုပယ်ဖျက်ပေးဖို့တောင်းဆိုချက်စာပါပဲ။ဘာဖြစ်လဲဆိုဒီတောင်းဆိုချက်ကိုညှင်းပယ်ခဲ့တာကြောင့်ပါ။အဲဒါကြောင့်အင်္ဂလန်နဲ့ကြားနိုင်ငံတွေရဲ့ဘာသာရေးတမိုင်းမှာလည်းအပြောင်းအလဲတွေဖြစ်ခဲ့ရပါသေးတယ်။နောက်ပြီးအငင်းပွားဆရာမတန်းနေလေဒီမော်ကွန်တိုက်ထဲမှာရှိနေသေးတာပါ။ဥပမာအားဖြင့်ဗာဒီကန်ကဒုတိယကမ္ဘာစစ်အတွင်းနာစီနေနဲ့ပူးပေါင်းခဲ့တယ်ဆိုတဲ့ကိစ္စပါပဲ အဲ့ဒီအကြောင်းကိုဗာတီကန်ကအမြဲရင်ကုန်နှုတ်ပိတ်နေခဲ့တာပါပေါ်ယံမင်းကြီးဖရန်စစ်လက်ထက်မှာတော့ဗာတီကန်ရဲ့စာရေးစာရမ်းများကိုလူသိရှင်ကြားထုတ်ပြန်ပေးခဲ့ပေမဲ့တချို့ကတော့အပေါ်ယံလောက်ပဲရှိသေးတယ်လို့ဝေဖန်ခဲ့ကြတာဖြစ်ပါရင်လူတွေပိုသိချင်ကြတာကတော့အငင်းပွားပွဲရာဘာသာရေးစစ်ဆေးမှုတွေပြည်တွင်ရှုတ်ချစရာမှတ်တမ်းတွေလူတန်းဝင်ခေါ်ယူမှုရဲ့အစီရင်ခံစာတွေစသဖြင့်ဖြစ်ပါရင်ဒါပေမဲ့ဗာတီကန်ကတော့ဒီလိုကိစ္စတွေကိုလှုပ်ဝဲထားဆဲပါပဲဒီအတွက်လည်းဗာတီကန်ကမြန်မာတွေလုံခြုံရေးစနစ်နဲ့လဲပတ်နေခဲ့တာပါဗာတီကန်အတွက်အလုံသမားခေါ်တဲ့နေရာမှာလည်းအနည်းဆုံး၄နှစ်တက်ကောလိကနေဘွဲတစ်ခုရထားဖို့လိုပြီးတက္ကသိုလ်ရဲ့ထောက်ခံစာလည်းရမှဖြစ်နိုင်ပါပါ နောက်ပြီးဘာရီကန်မှာဘာလို့အလုံးလုံးချင်းရတာလဲဆိုတဲ့ကိစ္စကိုလည်းတင်းချဖော်ပြပေးရမှာဖြစ်ပါရင်အဲ့ဒီစင်ကိုကြော်ဖြတ်နိုင်ခဲ့ရင်လူတွေ့အင်တာဗျူးရှိနေသေးတာပါအဲ့ဒီအတွက်ဘာရီကန်ကိုသွားဖို့လိုပြီးအီတလီစကားနဲ့အင်တာဗျူးဖြေနိုင်ရမှာပါအဲ့ဒါတွေကြော်ဖြတ်နိုင်ပြီးမှဘာရီကန်ရဲ့မော်ဂွန်းတိုက်မှာဝန်ထမ်းဖြစ်ခွင့်ရမှာပါပဲဒါတော့မှမော်ဂွန်းတိုက်ထဲဝင်ရမယ်ဆိုရင်တယောက်တည်းသွားလို့မရပါဘူးအဆောင်ရှောင်းနဲ့ဝင်ရမှာပါပြီးတော့ကိုကောင်းစင်နဲ့မဆိုင်တာတွေကိုလည်းထိခွင့်အောင်မရှိပါဘူးအဲ့ဒါကြောင့်မော်ဂွန်းတိုက်ထဲကစားရဲစားရဲနေအပြင်ကိုပေါက်ချဖို့ဆိုတာကလည်းမဖြစ်နိုင်သလောက်ပါပဲ ။ဗာရီကန်ရဲ့တမိုင်းအကြောင်းကိုပြောရင်ကာလအတော်ကြာပြောက်ခဲ့ပြီးမှပြန်ပေါ်လာတဲ့ထူးဆန်းမှုတစ်ခုလည်းရှိနေပါသေးတယ်။ထောင်က39ခုနှစ်လောက်မှာဂရီတိုရီကိုပြုပြင်နေတဲ့အလုံသမားတွေကအလုပ်ဝက်ခန်းတစ်ခုကိုအမှတ်မထင်တွေ့ခဲ့ရပါတယ်။အဲဒီထဲမှာတော့ AD 130ကနေ300လောက်အတွင်းကစောက်ထားတဲ့အုပ်ကို22ခုရှိနေပါတယ်။ဒါပေမဲ့လက်ရာနဲ့ရေးထားတဲ့စာအရရောမဂူတွေမဟုတ်ပဲအီဂျစ်တွေလို့ယူဆရတာပါ။အဲဒါကြောင့်ဒီနေရာမှာခရစ်ယာန်ဘာသာမထွန်းကားခင်နေခဲ့တဲ့သူတွေရဲ့ဘာသာရေးယုံကြည်မှုနဲ့အနုပညာလက်ရာတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီလက်ရာတွေထဲမှာနဗျားကိုးကွယ်မှုဆိုင်ရာသင်္ကေတတွေကိုလည်းတွေ့ခဲ့ရတာပါ။ နောက်ပိုင်းကျတော့ခရစ်ယာန်ဘာသာတင်ဂိတအမှတ်တရားတွေကိုတွေ့လာရပါတယ်။ဒေထောက်ထားတွေကရောမရဲ့ဘာသာရေးအသွင်ခုပြမှုကိုလေ့လာနိုင်တဲ့မျိုးပိုင်းဆိုင်ရာတက်တည်လေးဖြစ်ခဲ့ရတာပါ။တမိုင်းရဲ့ရေးပါတဲ့ကာလအတွင်းမှာဘာသာရေးယုံကြည်မှုတွေဘယ်လိုပြောင်းလဲသွားခဲ့လဲဆိုတာကိုဒီကိစ္စကနေသုံးသပ်နိုင်ပါတယ်။အဲ့ဒီမြေအောက်တုတ်တန်ရဲ့အစုံပိုင်းမှာဗာတီကန်တစ်ခုလုံးရဲ့အကျော်ကြားဆုံးနေရာလို့သတ်မှတ်ရနိုင်တဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာရဲ့အပေါ်မှာတော့စိန့်ပီတာဘုရားရှိခိုးကျောင်းရဲ့ပူဇော်ပလင်ရှိနေကြတာပါ။မြေအောက်ထဲမှာတော့တင်းချိုင်းကူလေးတစ်ခုရှိနေပါတယ်။တတိယကြပြောရရင်ပူဇော်ပလင်ရဲ့10မီတာအောက်အနက်တက်တယ်မှာပါ ၂၀၀ဇူလောက်ကနေကတိစောက်ထားခဲ့တာဖြစ်ပါရင်ကွန်စတန်တင်အင်ဂျင်နီယာတွေကဒီနေရာကိုတာရှည်တည်တံ့အောင်စီမံထားခဲ့လို့အခုထိရှိနေနိုင်တာဖြစ်ပါရင်နောက်ပြီးဒီတူးဖော်မှုကိုထုတ်ပြန်ကြေညာတဲ့နေရာမှာလည်းအငင်းပွားမှုတွေဆက်ရှိနေခဲ့တာပါ၂၀၁၃ခုနှစ်မှာပေါ်ယမ်မင်းကြီးဖရန်စစ်ကတူးဖော်မှုရဲ့တွေးရှိချက်တွေကိုလူသိရှင်ကြားထုတ်ပြန်ခဲ့ပါရင်တွေးရှိခဲ့တဲ့အယိုးအပိုင်းစာတွေထဲမှာစိန့်ပီတာကိုရော့ရဲ့အယိုးတွေလို့ယူဆရနိုင်တာတွေပါနေပါရင်ဒီအယိုးတွေကိုခွဲခြားဆိပ်ဖြာကြည့်တော့လည်းအသက်60ကျော်မှာကွဲလွန်ခဲ့တဲ့ကျမ်းမာတန်ဆွမ်းတဲ့အမျိုးသားတယောက်ဖြစ်ကြောင်းပေါ်လင်းခဲ့တာပါ တရချက်ကတမန်တော်လာတမိုင်းမှတ်တမ်းအနေနဲ့ကိုင်းညီခဲ့ပါတယ်။နောက်ပြီးဗာဒီကန်ရဲ့ခန်းသားတဲ့တမိုင်းချောင်းကိုပိုအားကောင်းအောင်ပံ့ပိုးပေးတယ်လို့ဖြစ်ခဲ့တာပါ။အရှိကမျှဝေပေးခဲ့တယ်လို့ပါပဲ။ဗာဒီကန်ရဲ့တမိုင်းဝင်ခန်းသားကြီးကျယ်မှုတွေမြင့်မြတ်တဲ့အထိမ်းအမှတ်တွေနဲ့အတူခါးသီးရဲ့အမှန်ကြားတွေကိုလည်းပေါင်းစပ်ထားတာပါ။လေးလာလို့ချုပ်ရဲ့ပြောစကားအရဆိုရင်ဗာဒီကန်မှာဘယ်တော့မှထုတ်ပြန်မှာမဟုတ်တဲ့မှတ်တမ်းတွေရှိနေတယ်လို့လည်းသိရပါတယ်။ဗာဒီကန်လိုနေရာမျိုးကလူသိမခံနိုင်တဲ့လိုအပ်ချက်တွေရှိနေတယ်ဆိုတာကတော့ထိုးစွမ်းနေတာအမှန်ပါပဲ။အဲဒီလိုအပ်ချက်သာထုတ်ပြန်ခဲ့ရင်လူတွေဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကလည်းစိတ်ဝင်စားကြပဲဖြစ်ကြောင်းဝေမျှလိုက်ရင် ီဒီယိုလေးကိုဒီကောင်ချောက်လိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ